ဒီကနေ့အနုပညာမူကောင်းငယ်အစီအစဉ်ကနေပြီးတော့အခုတစ်ခါမှရိုက်ကူးတင်ဆက်ပေးမှာကတော့ Helen So Flynn နဲ့ Francis Production တို့ရဲ့ဒုတိယအကြိမ်မြောက်ပူးပေါင်းပြီးတော့စီစဉ်မှုတစ်ခုဖြစ်တဲ့ Eden and Natami ဆိုတဲ့ရုပ်ရှင်စကား G Pressure ခံတော်တင်ဆက်ပေးကြပါတယ်။အခုအနုပညာမူကောင်းငယ်အဖွဲ့သားရောက်ရှိနေတာကတော့ Junction Square မှာပါ။ဒီစကားထဲမှာပါဝင်တဲ့သရုပ်ဆောင်တွေကတော့ဆဆိုင်ခန့်လိုက်ပိုင်ဖြိုးသူ Mariko ဝင်းရမုံလိုက် Megris နဲ့အတူမြန်နေရှိလွင်တို့ကအဓိကသရုပ်ဆောင်တွေနဲ့ပါဝင်ထားပါတယ်။ဒီစကားထဲမှာတော့ဆဆိုင်ခန့်လိုက်ကသူ့ရဲ့ပထမဦးဆုံးပွဲဥတဲ့စကားဖြစ်တယ်လည်းသိရပါတယ်။ဒီစကားတို့အများ င်းလည်းစူးစမ်းထားပါတယ်။ဒါကြောင့်မလို့အေဒင်ရဲ့နေသမီးဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ပတ်သက်တဲ့ pressure ခံတာရောနောက်ပြီးတော့ဒီတယောဆောင်လေးရဲ့သူတို့ပုံမှန်တယောဆောင်ထားတဲ့ character ဝိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုပါပြည်သက်များဆက်လက်ပြီးတော့ကြည့်ရှုအားပေးပါအောင်ရှင်။ န္ဒာမြင့် Heart and Soul ကအာဒီကားရဲ့ပုကန်လန်းတော့ Miss Miss Mimi နဲ့ Miss ညွန်ဖတ်တော့ We ဇညွန်အရန်ကြိုက်တယ် So အဲ့အနဲ့ like ပါပါဝင်ခဲ့တာ Umi Wow လည်းအရင်လေးစားတော့ like အရန်ရိုက်ချင်တယ်အာဇကဇလန် like cast and crew အားလုံးကအရန်စူးစားခဲ့တော့ like ပြီးတော့ editing တွေလည်းအရန်ကောင်းတယ် So I think Brita အကြိုက်တွေ့မယ်လို့ထင်တယ် and ဇလန်လေးကလည်းစမ်းတယ်အာခုနပြောလို့အရန်စူးစားခဲ့တယ် So like ကြည့်ရင်အံဝသားမှာပဲပြီးတော့မေးရဲ့လေ acting like လိုရာဖြည့်ကြည့်ပေးပါ ဇက်ကောင်းမှစပြီးတိ ਉ ဆောင်ပြဖို့ကညီမတို့လာခေါ်တာမခင်စနာမင်းနဲ့ကိုဆိုင်ပေါ့နော်သူတို့နှစ်ယောက်ကညီမတို့ဒီ character လေးသူးသူးနဲ့လိုက်တယ်အဲရိုက်ကြည့်ပါလားကိုတို့အကုန်လုံးမင်းသမီးအကုန်လုံး၅ယောက်လုံးအစ်တေကြီးပဲစူးစမ်းအတူတူစူးစမ်းကြည့်ကြမယ်ဆိုပြီးတော့အဲ့ဒါနဲ့ကိုလူငယ်တွေကြီးပဲစုပြီးရိုက်ရတဲ့ကားလေးပျော်စရာလည်းကောင်းပါပဲ။နောက်ညီမရဲ့ character အတွက်လည်းညီမစိတ်လှုပ်ရှားရတယ်။အဲ့ဒါကြောင့်မလို့ရိုက်ဖြစ်သွားတာပါမှဟုတ်။ညီမကကိုဆိုင်ရဲ့ဟိုးငယ်ငယ်လေးတွေရတဲ့ငယ်ချင်းသူနဲ့တူအာဒီမြို့ကိုတက်လာပေါ့နော်။သူနေမြို့လေးတစ်ခုကနေရန်ကုန်မြို့ကိုတက်လာတယ်။တက်လာပြီးတော့ သူဆိုတော့ဖြစ်အောင်မြင်ဖို့ကြိုးစားတဲ့အချိန်မှာညီမအနားမှာတချင်းရေးဆရာမလေးဖြစ်ရှိနေတာပေါ့အဲ့လိုပဲညီမတို့နိုင်ငံရေးတဲ့တငယ်ချင်းကကိုသားကြီးကိုသားကြီးကလည်းသူ့နာမှာမန်နေဂျာဖြစ်နေလို့ပေးနေတယ်ညီမတို့တငယ်ချင်း၃ယောက်ရမ်းချစ်ကြရမ်းခင်ကြရပါတော့အဲ့လိုမျိုးလေညီမတို့ရဲ့အင်းရဲ့နဲ့သမီးစကားကိုလာကြည့်လို့ရှင်တေချာပေါ့အဲ့လိုတခုခုတော့မထူဟိုမတူတဲ့ပေါ့နော်ထူရှားတဲ့ ခန်းစားချက်လေးတခုရမှာပါ။ဘာလို့လဲဆိုတော့ညီမတို့ပါဝင်တဲ့ဖွဲ့သားတွေအားလုံးပြည်သက်ကြီးနေကြ location အစပြည်သက်ကြီးနေကြ location မဟုတ်အောင်အအသစ် setting လိုမျိုးသဘောနဲ့လုပ်ထားပြီးတော့အားလုံးစူးစမ်းရတယ်။ပါဝါပါဝင်လာတဲ့တရုတ်ဆောင်တွေရော director ထုတ်လုပ်သူစက်ဖွဲ့ cameraman နေရာစပေါ့နော်။အကုန်လုံးအရန်ပြည်မခံမီစူးစမ်းရတယ်။ပြည်သက်တွေစူးစမ်းရတဲ့အတွက်ပြည်သက်ကကြီးစုယူဝေဖန်ပေးပါအောင်လို့ပြောချင်ပါတယ်မှာဟုတ်ပါ ျွန်တော်တို့ဒီကားကိုရိုက်ထားတာနှစ်နှစ်ကျော်ပါပြီကျွန်တော်အဲ့ဒီအဲ့ဒီအချိန်တုန်းကတော့ကျွန်တော်အတတ်နိုင်ဆုံးအကောင်းဆုံးဖြောင်းစူးစမ်းထားပါတယ်အခုတော့လည်းပြောရင်တော့လည်းအိုက်တင်ကိုဂျင်းနဲ့လားဆိုတော့မဂျင်းနဲ့သေးပါဘူးကျွန်တော်စူးစမ်းရပါအောင်မယ်ခင်ဗျာ ုံးစံတိုင်းပါပဲခင်ဗျာအဓိကကတော့ကျွန်တော်တို့ယုံရက်ကိုအကြာကြီးတန်းစီပြီးတော့ဆောင်းရပါတယ်အဲဒါမဲ့တကယ်ရိုက်ကူးရေးအပိုင်းမှာလည်းကျွန်တော်တို့ကဟိုဒီခါတိုင်းကျွန်တော်ရိုက်နေကြလို့မျိုးမဟုတ်ပဲねဈားထဲမှာလည်းကျွန်တော်တို့ဟိုရိုက်နေရင်းနဲ့စိတ်တိုင်းမကြရင်ကျွန်တော်ရက်လိုက်တယ်ပြန်ပြီးတော့ပြင်ဆင်တယ်ပြန်ရိုက်တယ်ဆိုတော့ဒီရိုက်ကူးတဲ့အချိန်တွေမှာလည်းတော်တော်လေးကြာပါတယ်အဲပြီးတော့နောက်ပိုင်းမှာဒီတကယ်တမ်းကျွန်တော်တို့ကားကိုရိုက်ထားတဲ့လောက်ဆက်လိုက်တဲ့အချိန်မှာ၄နာရီဈာလောက်ကျွန်တော်ရှိတယ်အဲ့ဒါကိုကျွန်တော်တေချာလေးဒီ၂နာရီနဲ့ဒီ အမနဲ့အနေငယ်လောက်ဖြစ်အောင်လို့10မိနစ်ကျော်ကျော်လောက်ဖြစ်အောင်လို့ကျွန်တော်ပြန်ပြီးတော့အသေးချပြန်ပြင်ဆင်တယ်တကားလုံးနှီးပါသေုပ်ဆောင်ရောက်တိုင်းနှီးပါအတန်တွေအကုန်လုံးအစဆုံးစတူဒီယိုမှာပြန်ပြီးတော့တွင်းတယ်အဲဒီ post production အပိုင်းမှာလည်းနည်းနည်းလေးကြာခဲ့ပါတယ်အခုကျွန်တော်29ရက်နေ့မှာရုံတင်ပါမယ်ကျွန်တော်ပြည်သက်တွေလာကြည့်ပြီးတော့အားပေးဖို့ကဒါနံပါတ်1ပါခင်ဗျာ သက်တွေဆက်လက်ပြီးရရှုစားမှာတော့ဓာတ်ပုံဆရာအောင်စောနဲ့ model 2အောင်တို့ရဲ့ Heron Style Magazine ရဲ့ cover photo ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါကိုယ့်ရဲ့သပင်ပုံစံနဲ့ပတ်သက်ပြီးတော့အလားပါးအကြောင်းပြပြသွားမယ်ဒီ magazine အတွက်ကိုဒါသူ့ရဲ့ hairstyle နဲ့အပြင်ဒါဖန်နီးသူရဲ့လက်ရည်နဲ့ဘယ်လိုမျိုး true စကြဓာတ်ပုံတွေပေါ်ထွက်လာအောင်လဲဆိုတာကိုလည်းဆက်လက်ပြီးတော့ရှုစားအားပေးပါအောင်ရှင့်။ အလူမီနာဂျိုပရိသတ်များခင်ဗျာအလူမီနာမိုးကောင်းကင်စီစဉ်ရှူတင်မိခင်ကတော့အခုပဲတင်ဆက်ပေးပါရမယ်အခုဆိုရင်ကျွန်တော်ရောက်ရှိနေတဲ့နေရာတော့ကိုအောင်ဆိုလတ်စပိတ်ဖိုတိုစတူဒီယိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာအတင်းမှာဆိုလို့ရှိရင်ပရိသတ်များအတွက်မြင်တွေ့ရမှာတော့ hair style magazine cover အတွက်ရိုက်ကူးနေမှုတွေပရိသတ်တွေမြင်တွေ့ရမှာပါဘယ်လိုမျိုးစိတ်ဝင်စားစရာရိုက်ကူးပုံပေါ်နေမလဲဆိုတော့ပရိသတ်များအခုပဲကျွန်တော်တို့ဆက်ပြီးလိုက်ပါခင်ဗျာကြည့်ရှုပေးကြပါအောင်ခင်ဗျာ be sleeping keep on waking without the woman next to me အဓိကတော့ဒီနေ့ကသူတို့ရဲ့ hair design တွေကိုအတိအပေါအောင်ရိုက်မယ်ပေါ့နော်အာဝိဆောင်ကတော့နှစ်စုံပဲဖြစ်မယ်ထင်တယ်ဟိုအာအဓိကတော့သူတို့စပင်ကိုပဲကျွန်တော်လိုက်ရင်အဓိကပြီးတော့သူတို့ creation လုပ်ထားတဲ့ပုံစံပေါ်အောင်ပဲကျွန်တော်ရိုက်ပြီးမှာဟုတ်အခုလောလောဆယ်ကျွန်တော်စဉ်းစားတာကတော့အာအဓိက lighting ကိုခက်တိတ်တိတ်လေးပဲပေးပြီးတော့7 hair hair bag ကိုပဲပို့ပြီးတော့ don't make a second time word is out hysteria you heard about now it's in the gun can't turn it out body the verses till i scream Tuck your chain with you coming renegades and appeal your back like new man. Okay, and uh, then one, two, three. Yes, okay. ဆရာကတရားရေးတယ်ကြီးရတယ်တို့တော့မရှိဘူးတာမလို့ဒီတော့ဒီနေ့ကတော့ဇပင် head tattoo ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ရိုက်တာဇပင်ကိုလည်းဟိုအတုမတုံးပဲတစ်ခါတကယ်တစ်ခါလည်းတကယ်ဆိုးပြလိုက်တယ်ပြီးတော့အဲတကယ်ဆိုးတာတော့ခဲပြပေါ့နော်အဲ့ဒါဆိုရဲပြီးတော့ကျွန်တော်အနောက်မှာရှိတ်ထိုးရဲပြီးတော့အဲ့ထဲမှာမှာတော့တတူးလိုပုံစံမျိုးလေးလုပ်တယ်ပေါ့နော်ဟုတ်အဲ့လိုဟာဟုတ် ခုနောက်ပိုင်းကတော့လူငယ်တွေစပင်နဲ့ပတ်သက်အမျိုးစုံလုပ်ကြတာပေါ့အခုနောက်ပိုင်းအခုအဟဲတက်တူဆိုလို့ရှိရင်အရန်ခေစားလာတယ်ဟိုဒီစပင်အနောက်မှာရှိတ်ထိုးပြီးတော့အဲ့လို line လေးဖော်လာတယ်အရန်ဟိုခေစားလာတယ်ပေါ့နော်အဲ့ဒါအခုနောက်ပိုင်းလူငယ်တွေပြီးတော့နောက်ခုကျတော့ဒီဥစ္စာကဟဲတက်တူနဲ့အတူတူဆိုတော့ fashion မှာတခါတွဲပြတာဆိုတော့အရန်ဟိုကမိုက်တယ်ပေါ့နော် I'll tell them to ဒီနေ့ရိုက်တာကြတော့ဘယ်ပြောမလဲစပင်ပဲတီးတာမဟုတ်ဘူးပေါ့နော်ကျွန်တော် fashion မှာပါတော့ကျွန်တော်လက်ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာဟုတ်ထူးအောင်နဲ့ကြတော့တကယ်ချင်းနေဆိုတော့သူနဲ့ကြတော့အမြင်ဆုံဖြစ်နေအောင်အခုနောက်ပိုင်း shooting နေမှာပေါ့နော်အဲတော့ခက်ခဲတော့မရှိပါဘူးသူလည်းရန်မိုက်တဲ့ model တယောက်ဆိုတော့ဟုတ်ပြောစရာမရှိပါဘူး one, two, three.